လူတစ်ယောက်နဲ့တစ်ယောက်ဘာကြောင့်များဆွဲဆောင်မှုရှိထွားကြတာလဲတော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့မိခွန်းနော်ဒီတစ်ခေါက်ရှင်းလင်းတင်ဆက်မှုမှာတော့အဲ့ဒီမိခွန်းရဲ့နောက်ွယ်ကတိပညာနဲ့စိတ်ပညာဆိုင်ရာဖြီးဒီကိုတကယ်ကိုဆက်လို့ရှားစရာကောင်းတဲ့သူတည်တရားနဲ့တူတူလေ့လာကြည့်ကြပါပါ ကဲဒါဆိုရင်ဆွဲဆောင်မှုနဲ့ပတ်သက်ပြီးသိပ္ပံပညာကတော့ဘာဒီပြောထားလဲလူတွေကြားမှာပြောနေကြတဲ့အကြံမေးချက်တွေအယူအဆတွေထက်ကျော်လွန်ပြီးတော့တကယ်သိပ္ပံနေကြလဲလာမှုတွေကလူတွေကိုဘယ်အရာတွေကတယောက်နဲ့တစ်ယောက်ဆွဲငင်စေတာလဲဆိုတော့ဘလို့ဖော်ထုတ်ထားလဲဆိုတာကြည့်လိုက်ကြရအောင်ထရမဇုံအ裡နဲ့ကျွန်တော်တို့ကြည့်မဲ့အယူအဆကတော့ရှားပါမှုရဲ့တန်ဖိုးမှာဆိုလိုတာကတော့လေရဖို့ခက်တဲ့အရာနည်းနည်းပဲရှိတဲ့အရာကဘာလို့ပိုတန်ဖိုးရှိတယ်လို့ထင်ရတာလဲဆိုတဲ့အကြောင်းရင်းပေါ့ ဒီယူဆော့စိတ်ပညာမှာတော့ရှားပါးမှုနေရာမှာ scarcity principle လို့ခေါ်ပါတယ်။ဒေါက်တာရောဘတ်ဆီယယ်ဒီနေ့ကဖော်ထုတ်ခဲ့တာပေါ့။အဓိပ္ပာယ်ကရှင်းရှင်းလေးပါ။ယူတွေဟာရှားပါးတဲ့အရာကိုပိုတန်ဖိုးထားပြီးပိုပိုမြညာရနိုင်တဲ့အရာကိုတော့တန်ဖိုးနည်းနည်းပဲထားတတ်ကြတယ်တဲ့။ဥမာ limited edition PC တွေပါလို့ဈေးကြီးပြီးလူတွေရမ်းလိုချင်ကြတာလေ။အဲ့ဒါဒီနေရာမှာကြောင့်ပါပဲ။အခွင့်ရေးတစ်ခုကအကန့်အသတ်နဲ့ဖြစ်သွားပြီဆိုတာနဲ့ထုတန်ဖိုးကလည်းချက်ချင်းတက်သွားတော့တာပဲ။ဒါဆိုဒီနေရာမှာကိုဆက်ဆံရင်းမှာဘလို့မြင်နိုင်မလဲ။ ဒီမှာချင်းကပ်ဖုံနှမျိုးကိုယဉ်ကြည့်ရအောင်တစ်ဖက်မှာအမြဲတမ်းအလွယ်တကူရှိနေပေးတဲ့သူသူကတန်ဘူးနေတယ်လို့အထင်ခံရနိုင်တယ်တစ်ဖက်မှာကျတော့သူ့ကိုရားဟုကြိုးစားရမယ်အချိန်တိုင်းမရှိဘူးဆိုတဲ့သူသူကပိုတန်ဘူးရှိတဲ့အခွင့်အရေးတစ်ခုလို့ဖြစ်သွားရောအဲ့ဒါကြောင့်လူကောင်းနေနောက်ကျကြံနေတယ်ဆိုတဲ့စကားတော်ရှိရပါတော့ကန့်တက်ချားတဲ့ရရှိနိုင်မှုကစိတ်ဝင်စားမှုကိုပိုပြီးဖန်တီးပေးနိုင်တယ်လို့ဆိုလိုတာမှကဲလက်တွေ့မှာရောပြောပုံစံဖြစ်မလဲ။ ဒီမှာဗာဒီပွဲကဥပမာလေးတစ်ခုကြည့်အောင်စစ်ကူးကြည့်လိုက်နော်လူတအုပ်စီကူရှောက်သွားတယ်ခနာလေးဖော်ဖော်ရီရီမျက်လုံးချင်းစုံပြီး high လို့နှုတ်ဆက်လိုက်တယ်ပြီးတော့အိမ်မှာရမနေပဲဆက်လျှောက်သွားပြီးတခြားတောင်နဲ့သွားစကားပြောလိုက်တယ်음ဒါကဘာလို့ပြလဲဆိုတော့ခနာတာအကောင်းမြင်တဲ့ဆက်စင်ရေးလေးလူပီးတာနဲ့ချက်ချင်းပဲကိုကိုကိုရှားပါသွားအောင်လှုပ်လိုက်တာပါပဲโอเคရှားပါမှုကတံပိုးကိုမြင့်တင်ပေးတယ်ဆိုတာသိပြီနော် အခုနောက်ထပ်စိတ်ဝင်စားစရာ theory တစ်ခုကတော့လူတစ်ယောက်ရဲ့ကိုယ်ပေါ်ထားတဲ့သဘောထားပြောင်းလဲသွားခြင်းရဲ့စွမ်းအားအကြောင်းပါဒါကို အမျက်အရှုံး theory လို့ခေါ်ပါလေဒီ theory ကပါကိုပြောတာလဲဆိုတော့လူတွေဟာကိုယ့်ကိုအစကတွေကအမြဲတဘောကြနေရတူတဲ့အစပိုင်းမှာတော့မကြိုက်ဘူးဒါပေမဲ့နောက်ပိုင်းမှာတပိပိတဘောကြလာတဲ့သူကိုပိုပြီးဆွဲဆောင်မှုရှိတယ်လို့ခံစားရတတ်တယ်တဲ့ စဉ်းစားကြည့်တယ်တယောက်ယောက်ရဲ့အမြင်ကိုကိုကပြောင်းလဲနိုင်ခဲ့တယ်ဆိုတဲ့ခန်းစားချက်ကအစကတွေကအစင်သိမ်းရနေတဲ့သဘောကျမှုထက်ပိုပြီးကျင်နေဆရာကောင်းနေမဟုတ်လားအဲ့လားပါပဲဒီအချက်ကိုတက်တေပြတဲ့လေလာမှုတစ်ခုရှိခဲ့ပါတယ်စေတနာဝန်ထံတွေကိုစမ်းသပ်မှုတစ်ခုလုပ်ပြီးတော့သူတို့မသိအောင်စမ်းသပ်သူကသူတို့ကြောင့်မှတ်ချက်ပေးတာကိုကြားအောင်လုပ်ထားတာ အုပ်စုတွေခွဲထားတယ်ပေါ့ပထမအုပ်စုကအကောင်ကြီးပဲကြားရတယ်ဒုတိယအုပ်စုကအဆိုးကြီးပဲတတိယအုပ်စုကအကောင်ပြောတာကနေအဆိုးပြောင်းပြောတာကြားရတယ်စိတ်ဝင်စားစရာအကောင်ဆုံးစတုထအုပ်စုကတော့အစောင်းမှာအဆိုးပြောပြီးနောက်မှာအကောင်ပြောင်းပြောတာကိုကြားလိုက်ရတာရလကတော့ရှင်းပါတယ်အဆိုးကနေအကောင်ကိုပြောင်းလဲကြားလိုက်ရတဲ့အုပ်စုကစမ်းသက်သူကိုအများဆုံးအမြင့်ဆုံးသဘောကျခဲ့ကြရတယ်ဒါပေမဲ့ခဏလေးရှားပါမူပဲဖြစ်ဖြစ်အမြတ်အရှုံး theory ပဲဖြစ်ဖြစ်ဒီစိတ်ပိုင်းဆိုင်ရာနီးဖြူဟာဒီအလုတ်ဖြစ်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့အခြေခံအကြောင်းအချက်တစ်ချက်ရှိနေပါသေးတယ်။အဲ့ဒါပါတော့အနီးကရှိနေခြင်းရဲ့ဆွမ်းအပါပဲ။ရုပ်ပိုင်းဆိုင်ရာအရာအနီးနားမှာရှိနေဖို့လိုရဲဆိုတဲ့သဘောပါ။ MID တက္ကသိုလ်မှာလုတ်ခဲ့တဲ့နမည်ကြီးလေ့လာမှုတစ်ခုရှိတယ်။သူတို့ကအဆောင်နေចောင်းတောင်းနေခင်မင်မှုကိုလေ့လာခဲ့တာ။တွေးရှိချက်ကတော်တော်ရှင်းပါတယ်။ကိုနဲ့ဘလောက်နီးနီးမှနေတယ်လေဆိုတာကခင်မင်မှုပေါ်တိုက်ရဲအချိုးကျနေတယ်။ ကြည့်ပါလားကိုအခန်းနဲ့တခန်းပဲခြားတဲ့သူနဲ့ရင်းနှီးတဲ့သူငယ်ချင်းဖြစ်နိုင်ခြေက47%တောင်ရှိတယ်နှခန်းခြားသွားတာနဲ့22%ဖြစ်သွားပြီးလေးခန်းလောက်ခြားသွားရင်တော့10%ပဲရှိတော့တယ်။ဆိုတော့အနားမှာရှိနေတာကတိုက်ပွဲတဝက်နိုင်နေဆိုတာတကယ်ပါပဲ။နောက်ထပ်စိတ်ဝင်စားစရာအချက်တခုကပါပဲဆိုတော့တွေးဆောင်တဲ့အခါမှာကြာချိန်ထက်အချိန်အရေးတွက်ကပ်ဖို့အရေးကြီးတယ်တဲ့။ဥပမာတယောက်ယောက်ကိုတပတ်မှတစ်ခါတနားရီကြာအောင်တွေးတာထက် နေ့တိုင်း7မိနစ်လောက်ခဏခဏတွေးနေရတာက ယင်းဤကျွမ်းဝင်မှုကိုတိစောက်တဲ့နေရာမှာပို့ပြီးတော့တောင်ထီရောက်တယ်လို့ဆိုပါရယ်။ကဲအနီးနားမှာလည်းရှိနေပြီ။ယင်းဤမိုးလည်းနည်းနည်းရလာပြီဆိုပါတော့အဲ့ဒီဆက်ဆံရေးကို ပို့ခိုင်းမအောင်လုပ်ထို့ထိမထားလောက်တဲ့နီလန်းတစ်ခုရှိတယ်။အဲ့ဒါကတော့အကူညီတောင်းခြင်းပါပဲ။ဟုတ်ပါရယ်။အကူညီပေးတာမဟုတ်ပဲအကူညီတောင်းတာပါ။ဘာကြောင့်လဲကြည့်ရအောင်။ဒီဖြစ်စဉ်ကို Ben Franklin အကျိုးသက်ရောက်မှုလို့ခေါ်ကြတယ်။ဒါကစိတ်ပိုင်းဆိုင်ရာဖြစ်စဉ်တစ်ခုပါ။ လူတယောက်ကကိုကိုအကူညီပေးပြီးသွားရင်သူကကိုကိုနောက်တစ်ခါထပ်ကူညီပေးဖို့ဖြစ်နိုင်ခြေပိုများသွားတယ်တဲ့ကိုစီကအကူညီရဖို့တဲ့သူထပ်တောင်းပိုများနိုင်နေဆိုပဲဘာလို့လဲဆိုတော့လူဦးနောက်ကကိုလို့ရက်ကိုအတိတ်ပဲရှိအောင်ကြံတွေးတယ်လို့ပါငါဒီလူကိုဘာလို့ကူညီပေးလိုက်တာလဲအော်ငါသူ့ကိုတပေါကြလို့နေမှာပေါ့ဆိုပြီးကိုစိတ်ကိုပြပြီးယုံကြည်သွားစေတာမျိုးပါထနခွန်စစ်တခုနှစ်က North Carolina တက္ကသိုလ်မှာလုပ်ခဲ့တဲ့လေလာမှုတစ်ခုကဒါကုထပ်ပြီးအတီးဖြူပေးခဲ့ပါတယ်။ကောက်ချက်ကရှင်းရှင်းလေးပဲ။ ကိုကတစုံတယောက်ကိုကျင်တာတဲ့ရောက်တခုခုလုပေးလိုက်တဲ့အခါကိုကိုတိုင်ကသူတို့ကိုပို့ပြီးသဘောချလာတယ်တဲ့အရေးကြီးတာကအကူအညီတောင်းတယ်ဆိုတာအကြီးအကျယ်ကြီးဖြစ်စရာမလိုပါဘူးတကယ့်ကိုတေးသေးမွမ်းမွမ်းလေးတွေနဲ့လည်းဒီချိုးတယောက်မှုကိုရနိုင်ပါတယ်ဥပမာ အချိန်လေးမေးလိုက်တာမျိုးဒါမှမဟုတ်ကိုခဲတံလေးတမင်ပြုတ်ကြောင်းအောင်လုပ်ပြီးကောက်ခိုင်းလိုက်တာမျိုး အလုပ်သေးသေးလေးတစ်ခုအတွက် အကူအညီတောင်းတာမျိုးပေါ့ ဒီလိုသင်ငယ်တဲ့အကူအညီလေးတွေကတောင်ကြီးမားတဲ့စိတ်ပိုင်းဆိုင်ရာအကျိုးသက်ရောက်မှုကိုဖြစ်စေနိုင်ပါတယ်။ဒါပေမဲ့လေအခုပြောခဲ့တဲ့စိတ်ပိုင်းဆိုင်ရာနည်းလမ်းတွေအလုံးအလုတ်ဖြစ်ဖို့အရေးကြီးဆုံးအချက်ကအုတ်မြစ်တစ်ခုရှိတယ်။အဲ့ဒါကတော့ရုပ်ပိုင်းဆိုင်ရာလက္ခဏာလေးထက်ကိုပိုရေးကြီးနိုင်တဲ့ကိုကိုကိုပြင်ဆင်တင်ပြမှုပါပဲဒီတင်ဆက်မှုရဲ့ရင်းမြစ်မှာတော့ဒီအချက်ကို Discord Moth Fat လို့တောင်တင်စားထားပါတယ်ဆိုလိုတာက ကိုထိန်းချုပ်လို့ရတဲ့အချက်တွေကဆွေးဆောင်မှုအပေါ်ဘလောက်တောင်တက်ရောက်မှုရှိတယ်လဲဆိုတာကိုပြောချင်တာပါ1996ခုနှစ်ကလေးလာမှုတခုမှာလူတွေကိုဘလို့အတွင်ပြင်တွေကဆွဲဆောင်မှုအရှိဆုံးလေလို့မေးခဲ့တယ်။အဖေတွေကတော်တော်လေးအံ့ဩဖို့ကောင်းပါတယ်။ထိတ်ဆုံးမှရှိနေတာတွေကမျိုးရိုးဗီဇနဲ့ဆိုင်တဲ့မျက်နှာကြောင်ပုံအရက်အမောင်းတို့မဟုတ်ပါဘူး။အဲ့ဒါကိုနေဟန်ထားကောင်းမွန်တာ တသက်ရေးရဲနေတာကိုနဲ့ဖော်တည်ကြတဲ့အဝိစာဝိတာအကောင်းမြင်တဲ့သဘောထားရှိတာနဲ့ကြားမာတဲ့ကိုလေးချင်းရှိတာဒီလိုကိုတိုင်ထိန်ချုပ်လို့ရတဲ့အချက်တည်းချီပါပဲဒီလီလာမိုးရဲ့အဓိကအကောက်ချက်ကဘာကိုပြနေလဲဆိုတော့စူးစားအားထုတ်မှုကမျိုးရိုးဗီစီကိုကျော်လွှားနိုင်လဲဆိုတာပါပဲဆိုလိုတာကကိုကိုကိုပြင်ဆင်တင်ပြမှုမှာထိန်ချုပ်နိုင်တဲ့အရာတွေကမွေရပါမျိုးရိုးဗီစီလက္ခဏာတွေထဲတောင်ပိုပြီးအကျိုးသက်ရောက်မှုရှိနိုင်တယ်ဆိုတဲ့အချက်ပါပဲအခုအထိကတော့ကျွန်တော်ထိန်ချုပ်လို့ရတဲ့စိတ်တင်ညာဆန်ရအချက်တွေကိုပြောခဲ့တာပါ ဒါပေမဲ့နောက်ဆုံးအနေနဲ့တော့ကန်တရားကဝင်ပါလာတဲ့အပိုင်းကိုရောက်လာပါပြီ။အဲ့ဒါကတော့ဆွဲဆောင်မှုရဲ့ဇီဝပြေတာပါ။ဒီနေရာမှာတော့ကိုဘလိုမှအထင်းချုပ်လို့မရတဲ့မျိုးရိုးပြီးစဆိုင်ရာအချက်တွေကအဆုံးဖြတ်ပေးသွားနိုင်ပါတယ်။ဒီဇီဝပြေတာမှာအရာအားလုံးကိုဗီဒိုအာနာသုံးပြီးပယ်ချနိုင်တဲ့အချက်ကြီးနှစ်ချက်ရှိပါတယ်။ပထမတစ်ခုက နှာခေါင်းမှာဟုတ်ပါတယ်။အနံ့ခနာယုံမှာဒုတိယတစ်ခုကတော့ပထမဆုံးအနံ့မှာပဲ။ ဒီနှစ်ခုကကုမတိစိတ်ကနေမျိုးရိုးပြီးဆက်လိုက်ဖတ်မှုကိုစစ်ဆေးတဲ့အရေးကြီးဆုံးအခဲဖြစ်မှုတွေပါ။နှာခေါင်းကဘလို့စစ်ဆေးတာလဲဆိုတော့ IMC molecule တွေကနေတစင်ပါ။ IMC ဆိုတာက major histocompatibility complex ကိုပြောတာဖြစ်ပြီးကိုခန္ဓာစစ်တစ်ကယောဂါတွေကိုတိုက်ဖြတ်ဖို့သုံးတဲ့ molecule တွေပါ။လူတွေကဒီအရာတွေကိုအနှံ့ကနေတဆင့်မတိစိကနေအာရုံခံနိုင်တယ်တဲ့လေလာမှုတွေရအမျိုးသမီးတွေရ ူတို့နဲ့မတူညီတဲ့ imaging molecule တွေရှိတဲ့အမျိုးသားတွေရဲ့ကိုတင်နှံ့ကိုပိုပြီးနှစ်သက်ကြပါတယ်။ဘာလို့လဲဆိုတော့မျိုးရိုးဖိဆက်မတူညီလေး၊မွေးလာမယ့်သားသမီးတွေရဲ့ကိုခန္ဓာစစ်တကပိုကောင်းလေး၊စင်ကေးဖိဆင်မှာအာသာချက်ရလိမ့်မို့ပါပဲ။စန့်ကျင်ဗတ်ဒီဆွဲဆောင်နေဆိုတာဒီနေရာမှာတော့သိပ္ပံနေကြတကယ်မှန်နေတာပါ။ပြီးတော့နောက်ဆုံးစာမိခွဲကတော့အနမ်းပါပဲပထမဆုံးအနမ်းဆိုတာ romantic ဖြစ်တာလဲကိုပိုပါတယ်ဒါဟာဇီဝပြည့်တဲ့ဆရာအချက်လက်ကြီးအပြန်လန်ဖလှနေတဲ့အရေးကြီးတဲ့အခိုက်အတန့်တစ်ခုပါ လေးလာမှုတစ်ခုမှဆိုရင်အမျိုးသမီးအများစုကပထမဆုံးအနက်မကောင်းခဲ့ဘူးဆိုရင်အဲ့ဒီလိုပေါ်ထားတဲ့ဆွေးဆောင်မှုတွေအကောင်လုံးပျောက်သွားတဲ့လိုတောင်တိုင်ကြခဲ့ကြပါတယ်။ဒါကလိုင်းဖက်ညီမှုကိုစစ်ဆေးတဲ့ net shine တဲ့ထထိုးပေတာနဲ့ထီထီးမှုဆိုင်ရာနောက်ဆုံးစံထက်မှုတစ်ခုလိုပါပဲ။ကဲဒီလောက်ဆိုရင်ဆွေးဆောင်မှုရဲ့နောက်ွယ်ကအချောင်းရာတွေကိုစုံစုံလင်လင်ဒီလောက်ကြီးပေါ့။ကျွန်တော်တို့ထိန်းချုပ်လို့ရတဲ့စိတ်ပိုင်းဆိုင်ရာအချက်တီရောဘလူးမထိန်းချုပ်လို့မရတဲ့ဇီဝပေတာဆိုင်ရာအချက်တီရောရှိနေတယ်။ဒီတော့နောက်ဆုံးအနေနဲ့မိခွန်းတစ်ခုမေးချင်ပါတယ်။ ဆွဲဆောင်မှုဆိုတာသိပ္ပံပညာတစ်ခုသားဆိုရင်ဒါဂျူရာတိဆုပ်လို့ရတယ်ဖော်မြူလာတစ်ခုလားဒါမှမဟုတ်ကိုထိန်ချုပ်လို့မရတဲ့ကန်စမ်းမဲတစ်ခုလိုပဲလား